Nescafe တောက်ရင်စုစုပေါင်း7300ကျော်တန်မှုရှိဘလာမာဘာတယ်လီနော့ဖုန်းငွေဖြည့်ကံများရရှိနိုင်မဲ့ခွင့်ရလာပါပြီ Nescafe 31 Rich and Aroma ထုတ်ကြီးတိုင်းမှာတရာကျပ်မှ9000ကျပ်အထိတယ်လီနော့ဖုန်းငွေဖြည့်ကံများထည့်သွင်းထားတာကြောင့်နီးစရာဆိုင်များမှာဝယ်ယူကန်ဆယ်ရင်ကိုချစ်တဲ့သူတွေနဲ့ပုံမဆက်သွယ်လိုက်ရအောင်2956ခုနှစ်ကရင်အမျိုးသားနှစ်တကူပွဲတော်ထိမ့်မှန်နေနဲ့ကရင်ရိုးရလက်ဝိတ်စင်ကော်ပွဲကိုဒီဇင်ဘာ28ရက်နေ့ကအင်းစိန်မြေထားကအကားစားကွင်းမှာကျင်းပခဲ့ပါတယ်ကရင်မျိုးသားနှစ်တကူရဲ့ရိုးရလက်ဝိတ်စင်ကော်ပွဲမှာ ဇာပွဲ၃ချီပွဲ၆ပွဲ၃ချီအထူးပွဲ၂ပွဲနဲ့ဒေးချီပွဲ၃ပွဲစုစုပေါင်း၉ပွဲကိုချင်ပြန်ကစားခဲ့ကြပါတယ်။ရိုးရလဝိတ်ကိုထိမ့်သိမ့်မြင့်တင်ဖို့နဲ့အတူလူငယ်တွေရဲ့ကျန်းမာတန်ဆွမ်းမှုအတွေ့ဒီကရည်ရွယ်ချင်းပါတာဖြစ်ပြီးဂျာပွဲတွေကိုလူငယ်တွေစိတ်ဝင်စားဖို့ချင်ပြန်သလိုပဲစင်ကာပွဲတွေလုတ်တက်အောင်လေ့ကျင့်ပေးတာပါလို့မန်တန်ဝင်းဦးကပြောပြပါဗျာ။ကျွန်တော်ဒီရိုးရလက်ဝိတ်ကိုလည်းကျွန်တော် ထိမ့်သိမ့်မြင့်တင်လိုတဲ့စိတ်နဲ့နောက်လူငယ်တွေကျမ်းမာတော်ဆန်းဖို့ပေါ့ဒီအတိတ်ရွယ်ချက်အဲ့ဒါပါဒီကရင်မြစ်တကူကျော်ရဲဒီလက်ဝဲရှင်ပြိုင်ဘွဲအဖြစ်လူငယ်တွေ အနေနဲ့ပို့ပြီးတော့စိတ်ဝင်စားအောင်ကျွန်တော်ဂျာပွဲတွေဆိုရင်ကျွန်တော်တော်တော်လေးကိုကလပ်အသင်းတွေနဲ့တော်တော်များများလေးလာရောက်ပြီးတော့ဒီကနေမှတို့တစ်ဆင့်တစ်ဆင့်အောင်မြင်အောင်တို့ဆောင်ရွက်သွားတာတွေ့တယ်။အဲ့တော့လူငယ်တွေကိုလည်းကျွန်တော်တို့ကတာဝန်တစ်ခုအနေနဲ့တို့လည်းတွဲတွင်းမှုတို့တို့အဖွဲ့ဝင်တို့အဲ့လိုကနေစပြီးပါဝင်ပြီးတော့လှုပ်ရှားဆောင်ရွက်ပေးတယ်။အဲ့ဒီကနေမှတို့ကတဖြည်းဖြည်းနဲ့လူကြီးနေရာကိုရောက်ရှိပြီးတော့တို့ဆောင်ရွက်တက်သွားအောင်တို့လက်ကျင့်ပေးတာ။တုံးချီအဖြစ်ပွဲမှာရှင်ပြန်ခဲ့တဲ့ဖိုက်တာကျော်ကတော့ CR ရဲ့တင် जा ပြတ်တော့မှုကြောင့်အောင်မြင်တာဖြစ်ပြီး ခုလိုအနိုင်ရတာကိုလည်းဝမ်းသာနေသူဖြစ်ပါတယ်ကတော့လုံးဝပြောမပြတဲ့အောင်ပါပဲကောနော်ဘယ်လိုပြောမှမသိဘူးပြောလို့မပြတဲ့အောင်ပဲအရန်ကိုပဲဝမ်းသာပျော်ရှင်နေပါတော့။အဲကျွန်တော်အခုလိုဖြစ်တာလည်းကျွန်တော်ဆရာကြီးပံ့ပိုးမှုကြောင့်ပါနော်။ဒီဇင်ဘာ29ရက်ထိကြီးမမဲ့ရိုးရာစင်ခေါ်ပွဲမှာတော့ဂျာပွဲတွေကိုပွဲကောင်းအောင်ကောင်းတယ်လို့ဆွငွေချင်းမြင်မှာဖြစ်ပြီးစင်ခေါ်ပွဲနဲ့အထူးပွဲတွေမှာအနိုင်ရသူတွေကို5သိန်း3သိန်း2သိန်းစသဖြင့်ချင်းမြင်သွားမှာဖြစ်ပါတယ်။ရိုးရာလက်ဝိတ်ဝါသနာရှင်တွေကဥဆောင်သူတွေရဲ့လမ်းညွှန်မှုတွေကိုလိုက်နာမယ်ဆိုရင်မြမရိုးရာလက်ဝိတ်နောက်ကျမှာမဟုတ်ဘူးလို့သောစီယာစင်ကတိုက်တွန်းခဲ့ပါတယ်။ ဒီလောက်ဝါဒနာချင်းအကုန်လုံးပြောချင်တာကတော့သူများတိုင်းသမားနိုင်ငံသားတွေတော်မှာအားလုံး ဒီလက်ဝဲကိုပတ်တကုတ်စူးစမ်းပြီးတော့ဆရာကြီးနဲ့နှီးခမ်းပြီးတော့စူးစမ်းပြီးတော့ရှင်းပြန်ထိုးနိုင်တဲ့အဆင့်တည်းကကျွန်တော်ရိုးရက်လက်ဝဲဘာလို့အဲ့လိုအလိုကြောင့်မထင်ပေါ်လဲဆိုတော့အဲ့လိုပေါ့ဆရာနဲ့တပည့်တွေတို့တက်တော်နေပေါ့လေတိုင်းတာတွေကလွဲမှားမှုကွဲချက်ကွဲဟကွာမှုတွေရှိနေတယ်ချင်းတော်ဒေသာစီယုံမှာဟိုဒီလက်ဝဲသမားကြီးစူပေါင်းပြီးတော့ဆရာဆရာကြီးနဲ့ညှိနှိုင်းပြီးတော့ဒီလက်ဝဲကတော့အမရိုးရက်လက်ဝဲအောက်မကြောက်ဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တာကတော့မမှန်မှန်မထားပဲနဲ့ ကိုရီးမာတွေဦးစီးဦးကောင်းနေတဲ့ပြောစကားကိုနားထောင်ပြီးတော့တသက်ကြွားလုံးမယ်ဆိုရင်တော့ဒီမှာရိုးရလက်ဝေးကင်းရိုးရလက်ဝေးဆိုတာတိုးတက်သွားမယ်လို့မြင်မိပါတယ်